်ဒီတည်းရင်းကြနေပြီ၁၁ရက်နေ့တည်းတည်းမိုင်းထီတာကုရီစင်းအောင်လုပ်တယ်เนาะအထက်ကလူကြီးတွေလုပ်ပုံမှာပြီးတော့စိတ်တက်ကြနေပါပြီเนาะကျမမှာတား၃ယောက်ရှိပါတယ်၂ယောက်ကတော့၃ယောက်တလုံးတိုက်ပွဲကြပါပါပြီဟုတ်ကဲ့ကျွန်တော်မိဘညီကိုမောင်နှမများအားလုံးပဲတော်လံမနက်ခင်လေးပါဒါကျွန်တော်ဒီကနေ့နိုဝင်ဘာလ25ရက်နေ့အတွက်မနက်ပိုင်းတည်ရတဲ့မြေပြင်စစ်ရေးသတင်းလေးတွေနဲ့ ီနောက်မှာဗီဒီယိုလေးတစ်ပုဒ်နှစ်ပုဒ်သွားပြီးတော့ကြည်လိုက်အောင်ညာအဲ့တော့ဒီနေ့ကြားတဲ့သတင်းတွေအရာဆိုရင်ဒီမတရားမြို့နယ်ကိုဒီအကြမ်းဖက်စစ်ကွေအုပ်စုကဒါမြို့ရဲ့နေရာတော်တော်များများကိုဒီကောင်တွေကသိမ်းယူထားနိုင်ပြီဆိုတဲ့သတင်းတွေကလည်းဒါကြောင့်အနေနဲ့ကြားရတော့နော်ဒီတဲ့င်းလေးကိုကြားတော့ဒါကြောင့်အနေနဲ့စိတ်မကောင်းတော့ဖြစ်မိတာတော့အမှန်ပါပဲเนาะဒါမဲ့လည်းဒါကြောင့်အနေနဲ့စိတ်သက်ကြဖို့တော့မလိုပါဘူးဒါကြောင့်တော်လိုင်းတက်ဖွဲ့အနေနဲ့မှားခဲ့တဲ့အမှားတွေကိုအကောင်းဆုံးပြင်ဆင်ပြီးတော့ပြန်လာနိုင်လဲမယ်လို့ဒါကြောင့်အနေနဲ့ယုံကြည်ပါတယ်เนาะအဲ့တော့ဒါကြောင့်ပြည်သူတွေအနေနဲ့ဘာမှစိတ်သက်ကြစရာမလိုပါဘူး နော်ကဲတော့ပထမဆုံးဒီချင်းပြည်နယ်ဘက်ကတည်င်းကောင်းလေးနဲ့စရမယ်ဆိုရင်ချင်းပြည်နယ်တပ်ဖွဲ့မှစစ်ခွေတပ်ဘက်အသေးများတဲ့အတွက်ကြောင့်ခလာရ228အနီးမှာရှိတဲ့နန်းစလူရတင်းချမ်းကိုပါစစ်ခွေတပ်ကအပိုင်စီးထားပြီးတော့အလောင်းတွေကိုမြေမြုပ်ရာမှာလဲကျင်းကြီးတချင်းကိုဆယ်လောင်းခန့်လောက်စုပြုံမြုပ်နေရပါတယ်ဆိုတော့တည်င်းကောင်းလေးကတော့ဒါချင်းပြည်နယ်အတွင်းတပ်ဝဲတွေပြင်းထန်လာခဲ့ပြီးတဲ့နောက်ပိုင်းအကြမ်းဖက်စစ်ခွေတပ်ဘက်ကထိခိုက်တိုက်စုံမှုတွေများပြားတဲ့အတွက်ကြောင့်ကလေးမျိုးခလာရ228အနီးမှာရှိတဲ့ နန်းစလူရတင်ရန်ကိုစစ်ခွေးတက်ကအပိုင်စီးထားပြီးတော့တိတ်တဆိတ်မြုပ်နှံတကြိုတာတွေပြုလုပ်လျက်စစ်ကြောင်းတည်ရပါတယ်။ဒီအကြမ်းဖက်စစ်တပ်အနေနဲ့သူတို့စိုးမမှုနှဲပါနေတဲ့ကလေးမျိုးပတ်ဝန်းကျင်နဲ့ချင်းမီနယ်တို့ကိုပြန်လည်ရရှိဖို့အတွက်အော်တိုဘာလနောက်ဆုံးအပတ်ကတည်းကစစ်ကြောင်းထိုးတာတွေပြုလုပ်နေတယ်လို့တည်ရပါတယ်။ဒါအဲ့ဒါလို့စစ်ကြောင်းထိုးရမှာကလေးမျိုးကိုဗဟုပြုပြီးအင်အားစုဖွဲ့ပြင်ဆင်တာတွေပြုလုပ်တယ်လို့တိုက်ပွဲအတွင်းတေဆုံးတန်ရန်ရရှိသူစစ်သားတွေကိုလည်းကလေးမျိုးတို့ပို့ဆောင်ပြီးမြုပ်နှံတကြိုတာတွေပြုလုပ်နေတယ်လို့တည်ရပါတယ်။ ဒါအဲ့ဒါလိုမြှောက်နှံတကြွာမှာပြင်ပသို့တည်င်းပေါက်ကြမှုမရှိစေဖို့အတွက်ကလေးမျိုးစိခလိုက်ရ227တက်ရင်အနီးမှာရှိတဲ့နန်းစလူရတင်ကြိုင်ကိုစစ်ခွေတပ်ကအပိုင်စီးထားပြီးတိတ်တဆိတ်မြှောက်နှံတကြိုနေတယ်လို့ဒေသခံစစ်ရေးတရင်မြစ်တူးထံကတီးရပါတယ်။ဒါအဆိုပါခလိုက်ရ227နဲ့နန်းစလူရတင်ကြိုင်တို့ကိုအတုံးမပြုတ်မီအစောပိုင်းကကလေးမျိုးအစေးဘက်မှာရှိတဲ့ကံပလဲတင်ကြိုင်မှာတေဆုံးသူစစ်ခွေတွေကိုမိဆုတကြုံမှုတွေပြုလုပ်ခဲ့ပေမဲ့လည်းပြည်သူတွေအကြမ်းတည်င်းပေါက်ကြမှုတွေရှိခဲ့တဲ့အတွက်ကြောင့် နန်းစလူရတင်းကျိုင်းဘက်ကိုဆွပြောင်းခဲ့တာဖြစ်ပြီးမဖြစ်မနေမီဆိုရမယ့်အလောင်းတွေကကံပလဲတင်းကျိုင်းမှာမီဆိုတကြိုတယ်လို့သိရပါဗျ။ဒါအပြင်နန်းစလူရတင်းကျိုင်းမှာမြှောက်နှံရမှာလဲတေဆုံးသူစစ်ကောင်စီတပ်သားတွေများပြားလုံးတဲ့အတွက်ကြောင့်တလောင်းတချင်းပုံစံနဲ့မြှောက်နှံတာမျိုးမဟုတ်ပဲကျင်းကြီးတခါတည်းတူပြီးတချင်းကိုဆယ်လောင်းခန်းလောက်ပေါင်းပြီးမြှောက်နှံလေးရှိတယ်လို့စစ်ရေးတရင်မြစ်ကဆက်ပြောထားပါဗျ။ဒါနိုဝင်ဘာလတလအတွင်းမှာတင် ကလေးမျိုးပတ်ဝန်းကျင်နဲ့ချင်းပြည်နယ်တပ်ဖွဲ့တွေအတွင်မှာစစ်ခွေးတပ်ဘက်ကအလောင်းပြန်ရလို့မြောက်နံတကြိုလိုင်းရသူတရားကျော်စီးတယ်လို့လည်းသိရပါတယ်ဆိုတော့ပထမဆုံးတော့ချင်းပြည်နယ်နဲ့စကိုင်းတိုင်းဘက်ကသတင်းကောင်းလေးပဲဖြစ်ပါတယ်။ကဲတော့ဆက်ပြီးတော့ဒီမော်လိုက်မှာစီယုစုစကန်းစစ်ကုနဲ့ပြူစောဒီရွာစက်ကွန်ရွာကိုထိန်းချုပ်ထားနိုင်ကြောင်းမော်လိုက် revolution ကထုတ်ပြန်လာပါတယ်ဆိုတော့သတင်းကောင်းလေးကတော့ဒါစကိုင်းတိုင်းအထက်ပိုင်းမော်လိုက်ခရိုင်မော်လိုက်မြို့နယ်မှာစစ်တဲ့စီယုစုစကန်းစစ်ကုနဲ့ ပြူစော်ဒီရွာ16ရွာကိုတိမ့်ငတ်စစ်စင်ရေးမှာတိမ့်ပိုက်ထင်းချုံနန်းခဲကြောင်မော်လိုက်အခြေဆိုင်မော်လိုက် revolution ကမနေ့ကနိုဝင်ဘာလ24ရက်နေ့မှာတည်င်းထုတ်ပြန်လာပါတယ်။အဲ့ဒီတိမ့်ငတ်စစ်စင်ရေးကိုယခုနှစ်ဩဂုတ်လကနေစတင်ခဲ့တာဖြစ်ပြီး3လအကျော်မှာစစ်အုပ်စုစခန်းနဲ့ပြူစော်ဒီရွာတွေကိုတိမ့်ပိုက်နန်းခဲတာဖြစ်ပြီးဒါထိုးစစ်ကာလတွေအတွင်းမော်လိုက်မြို့နယ်မှာစစ်တဲ့တိမ့်တာအင်းကုံထော်တာစားပင်စတဲ့ကြီးရွာတွေအနီးကစစ်အုပ်စုစခန်းတွေကိုတိုက်ခိုက်တိမ့်ပိုက်ထားပြီးမျိုးနဲ့နှမိုင်ခတ်ကော်ဝေးတဲ့ကင်းတက်ကြေးရွာကိုလည်းထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပါတယ် ဒါအပြင်အဒီတပ်ဖွဲ့တွေအတွင်းအကြမ်းဖက်စစ်တပ်ဘက်ကတရားကြောတိုက်ဆုံခဲ့ကထိခိုက်ဒဏ်ရာရရှိသူအများပြားရှိခဲ့တယ်လို့စစ်တပ်ဘန်းတွေလည်းဖမ်းဆီးရမိထားတယ်လို့ထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။ဒါတဆက်ထဲမှာပဲစကိုင်းတိုင်းမုံရမြို့နယ်ဒီပညာတက္ကသိုလ်မှာတက်ဆွဲထားတဲ့အကြမ်းဖက်စစ်တပ်ကိုဝင်ရောက်တိုက်ခိုက်ခဲ့ရမှာ အကြမ်းဖက်စစ်သား၄ကောင်တိုက်ဆုံခဲ့ပါတယ်ဆိုတဲ့သတင်းကောင်းလေးကတော့ဒါနိုဝင်ဘာလ23ရက်နေ့မနက်09:00ခန့်မှာ မော်ရမြို့နယ်နီးပညာတက္ကသိုလ် GDC မှာတက်ဆွဲထားတဲ့အကြံပတ်စစ်တပ်နဲ့ပြူစောထီတွေကိုတော်လိုင်းတက်ဖွဲ့တွေကဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။ဒါအဲ့ဒီတိုက်ခိုက်မှုတွေအတွင်းအကြံပတ်စစ်တပ်မှ၄ဦးသေဆုံးခဲ့က9ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးလက်နက်ငယ်2လက်ကိုလည်းဖျက်ဆီးခဲ့ကြောင်းသိရပါတယ်။ဒါအဲ့ဒီတပ်ဘက်မှာသူတို့စစ်ခွေတပ်ဘက်ကအတော်ထိတာပါလက်နက်တွေတော့မကောက်နိုင်ခဲ့ဘူးအချိန်ကြာလာတော့ပြစ်အားမကြံတော့တာရောကြီးမလုံလောက်တဲ့အတွက်ကြောင့်ရောကျွန်တော်တို့စစ်ကင်အထိပဲတိုးနိုင်ခဲ့ပါတယ်တိုက်ခိုက်မှုမှာစစ်ခွေ၄កောင်တေးပြီး ခုနှစ်ကောင်ဒဏ်ရာရတယ်လို့သိရတယ်ဒါစစ်ခွေတေစင်းကထတ်တူတေဆုံးတာမျိုးတော့ရှိပါမယ်ဒီကောင်ဒီဘက်ကအတော်ထိတာအစိမ့်မာတယ်မျက်မြင်ပဲမို့ထတ်တူစီလောက်တယ်သူတို့ကအလင်းငိုက်ခံရတာပါအဲ့ဒီနေရာမှာတက်ဆွဲထားတာကစစ်ခွေအင်အား40ခန်းလောက်ရှိပါတယ်ဆိုပြီးမောရခရင်တက်ရင်နှစ်တက်ခွေမှုကိုဝေလင်းကပြောဆိုထားပါတယ်ဆိုတော့ဒါကြောင့်စကိုင်းတိုင်းဘက်ကတည်င်းကောင်းလေးတွေပဲဖြစ်ပါတယ်ကဲတော့ဆက်ပြီးတော့ဒီမန္တလေးတိုင်းမတရားမြို့နယ်ထဲစစ်ကြောင်ထိုးနေတဲ့စစ်ခွေအုပ်စုက နေကြီးစင်ရွာစာတင်ကျောင်းကိုလက်နက်ကြီးနဲ့ပစ်ခတ်တဲ့အတွက်ကြောင့်စစ်ပေးဆောင်ပြည်သူတွေအပါအဝင်ကလင်းငယ်2ဦးနဲ့လူကြီး2ဦးစုစုပေါင်း4ဦးတေဆုံးခဲ့ပါတယ်ဆိုတော့စိတ်မကောင်းစရာသတင်းလေးကလည်းဒါနိုဝင်ဘာလ23ရက်နေ့မွန်တယ်17နိုင်ခန့်ကမတရားမြို့နယ်မြောက်ချမ်းနေကြီးစင်ရွာစာတင်ကျောင်းကိုစစ်ခွေအုပ်စုကလက်နက်ကြီးနဲ့နှစ်ကြိမ်ပစ်ခတ်ခဲ့တာဖြစ်ပြီးစာတင်ကြောင်းနဲ့ကက်လျက်ကနေရင်အထဲကိုလက်နက်ကြီးကြားရောက်ပောက်ခွဲခဲ့တဲ့အတွက်ကြောင့်ခလေးသူငယ်တွေအပါအဝင်6ဦးဒဏ်ရာရကအဲ့ဒီအထဲက9နှစ်နဲ့10နှစ်ဝန်းကျင်ခလေးငယ်2ဦးနဲ့ လူကြီး2ဦးတေဆုံးခဲ့တာလို့သိရပါတယ်။ဒါအဲ့ဒီတေဆုံးတန်ရန်ရသူတွေကမတရားနဲ့မန္တလေးမိုးကုတ်ကားလန်းတန်ကရွာကနေနေကြီးစင်ရွာဘက်ကိုစစ်ပီးတင်းဆောင်ထွက်ပြေးလာတဲ့ပြည်သူတွေနဲ့နေကြီးစင်ရွာကတားမိ2ဦးတို့ဖြစ်ပြီးနေကြီးစင်ရွာကတားမိ2ဦးကတော့တားကတေဆုံးကအမေဖြစ်သူကတော့ဒဏ်ရာရခဲ့တာလို့မတရားပကပတာဝန်ရှိသူတဦးကပြောဆိုထားပါတယ်။ဒါအဲ့ဒီအကြံပတ်စစ်ခွေအုပ်စုကမတရားနေထက်ကစစ်ဆုံနေမီတွေပြန်လဲရရှိရတဲ့အတွက်ဒေချောင်းအာကိုဒရုန်းနဲ့လက်နက်ကြီးအာကိုနဲ့စစ်ကြောင်ထိုးနေတာဖြစ်ပြီး နေအိမ်စာတင်ကြောင်းဆေးရုံနဲ့ဖုန်းကြောင်းစတဲ့နေရာတွေကိုပြစ်မှတ်ထားဘုံကျဲတပ်ဖြတ်နေလို့ဒေသခံပြည်သူနဲ့စစ်ပီဆောင်ပြည်သူတွေထိခိုက်တိုက်ဆုံမှုအများပြားရှိနေကြောင်းသိရပါတယ်။ဒီအကြမ်းဖက်စစ်ခွေအုပ်စုရဲ့ရန်ကြောင်းမတရားမျိုးနယ်သားမကစင့်ကူနဲ့တပိတ်ကျင်းမျိုးနယ်ကပြည်သူတွေနေရဲစွန့်ခွာစစ်ပီတိမ်းဆောင်ထွက်ပြေးနေရပြီးစားတောက်နေထိုင်ရေးအကူအညီတွေလိုအပ်နေတယ်လို့ဒေသတွင်စစ်ဆောင်အရေးကူညီနေသူတွေကပြောဆိုထားပါတယ်။ဒီမြောင်းလန်တစ္ဆာကန်စစ်ခွေအုပ်စုကစစ်ပီဆောင်ပြည်သူတွေခိုးလုံနေတဲ့ စာတင်ကြောင်းတွေကိုအဓိကပြစ်မှတ်ထားကတိုက်လီရင်နဲ့ဘုံကျဲတက်ဖြတ်နေတာလို့ဆိုတာပါပဲအဲတော့ဒီအကြံဘတ်စစ်ခွေရဲ့ရုံမှရိုင်းဆိုင်မှုတွေကတော့ဒါပြောစရာစကားလည်းမရှိတော့ပါဘူးနော်အခုချိန်ကမင်းတို့ကောင်တွေလောက်ပိုင်ခွင့်ရှိသေးတာကိုလောက်တာကြောင်းပေါ့နော်ကဲတော့နောက်ဆုံးအနေနဲ့ကတော့ကရင်ပြည်နယ်မြဝတီမြို့နယ်ကြောက်ခတ်ဒေသမှာစီးတဲ့ကြားဖြန့်လုပ်ငန်းတွေကိုစစ်ခွေတပ်ကအယောင်ပြဆင်းနှီးမိဖြစ်တဲ့အတွက်ကြောင့် DGB တပ်ဖွဲ့ကတရုတ်နိုင်ငံသားတွေကိုတေဆောင်ခြင်းမပြုလုပ်ရန်အမိန့်ထုတ်တာပါတယ်ဆိုတဲ့သတင်းလေးကတော့ ဒါမနေ့ကနိုဝင်ဘာလ24ရက်နေ့မှာ DGBA တပ်ဖွဲ့ကအရေးပေါ်အစည်းအဝေးကျင်းပပြီး DGBA ထိန်းချုပ်နေမည်အတွင်းမှာရှိတဲ့မိသည့်လက်နက်ကိုင်အဖွဲ့စီများဖြစ်စေမိသူတဦးတယောက်ဖြစ်စေတမတ်ထားတဲ့နေမည်အတွင်းနိုင်ငံသားသားများအထူးသဖြင့်တရုတ်နိုင်ငံသားများကိုတည်ဆောင်ခြင်းတွေးစီပါကဖန်စီအရေးယူမိဖြစ်ကြောင်း DGBA ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ဒါအဲ့ဒါလိုထုတ်ပြန်ကြေညာပြီးတဲ့နောက်မြဝတီမြို့နယ်ကြောက်ခတ်ဒေသမှာရှိတဲ့ကြားဖြန့်လုပ်ငန်းတွေကိုစစ်ခွေတပ်ကအယောင်ပြဖမ်းဆီးဖို့စိုက်တဆိုင်လင်းလူ၂၀ဦးခန့်စုခိုင်းထားပြီး စစ်ခွေတပ်ရဲ့ဖမ်းဆီးမှုမှာမပါလိုပါကတဦးလင်ဘတ်နှစ်တောင်းပေးရမယ်လို့တောင်းခံနေကြောင်းလည်းသိရပါဗျ။ဒါအပြင်မြဝတီမြို့နယ်မှာရှိတဲ့ PGF DGBA နဲ့ KNL PC ဂိတ်များကိုလည်းတင်ပိုက်ထားကဆောင်ခိုင်းထားကြောင်းနဲ့လက်ရှိအချိန်မှာကြားဖြန့်လုပ်ငန်းတွေကိုဖျားသုံးစုမျိုးပတ်တို့အင်အားအလုံးကြီးနဲ့ပြောင်းဆွေနေကြောင်းသိရပါဗျ။ကဲတော့မင်းတို့ DGBA နဲ့ BGF ကောင်တွေကတော့ဒီစစ်ခွေတပ်ရဲ့ခန်းကျုံပပိတတအိုပဲနော်။ဒါဘလောင်းမလဲတက်တဲ့နေရာမှာလည်းနှစ်ယောက်မရှိဘူး။ဆော့ဆက်မရှိတဲ့နေရာမှာလည်းနှစ်ယောက်မရှိဘူးဆိုတော့ ီစစ်ခွေတပ်ရဲ့ခန်းကျုံပိတလုံးပါတယ်နော်ကဲတော့ဒီမနက်ပိုင်းတင်ဆက်ပေးခဲ့တဲ့မြေပြင်စစ်ရေးသတင်းလေးတွေကတော့ဒီလာပါပဲဒီနောက်မှာပထမဆုံးဒီတာ300ရောက်စီတာ300လုံးစစ်ခွေတပ်ထဲမှာတည်သွားပြီးတော့ဒီချွေးမဖြစ်တဲ့သူတွေကလည်းယောက်ျားတွေတည်ပြီးတာမှမကြသေးဘူးချက်ချင်းဆိုသလိုပဲနော်ဒါလှိမ့်အောင်မကြည့်တော့ဘူးဆိုပြီးဒီ line ပေါ်မှာရင်တက်ဖွင့်လာတဲ့ဗီဒီယိုလေးကိုကျွန်တော်ဆက်ပြီးတော့ကြည့်လိုက်အောင်ညာကျွန်မမှာတာ300ရောက်ရှိပါတယ်နှစ်ယောက်ကတော့300တလုံးတိုက်ပွဲကြွားပါပြီနှစ်ယောက်ကတော့မိန်းမတွေရှိပါတယ် ตาတွေရှိတုံးကတော့အမေအမေနဲ့ตาတွေလည်းမရှိရောကျမတို့ကိုစောင့်ရေးတော့မလုပ်ဘူးတယောက်ကတော့လင်းရပါပါဘီကဲကြည်အောင်ဘယ်လောက်ထိဆိုးလဲဆိုရင်ဒါตา၃ယောက်ရှိတာ၃ယောက်လုံးဒါစစ်တက်ထဲမှာတည်တော့တာဆိုတော့ဒါဘယ်လောက်ထိခံစားနေရမလဲဆိုတာဒါကျွန်တော်အနေနဲ့ကိုချင်းစပါတယ်နော်ဒါမဲ့လည်းအခုလိုမဖြစ်ခင်ကတည်းကအတိတရားတွေရကြထားမယ်ဆိုရင်တော့ပို့ပြီးတော့ကောင်းတော့ပေါ့နော်ဒါကျွန်တော်အနေနဲ့ဘတ်မတူဘူးဆိုပေမဲ့လည်းအခုလိုခံစားနေရတာတွေ့တော့ကိုချင်းစပါတယ်နော်ဒါအခုလိုတင်ပေးနေရတဲ့ဆိုတာလည်း ဒါနောက်လူတွေအတွက်တင်ကန်းစာယူလို့ရအောင်တင်ပေးတာပဲအတောင်မှမင်းတို့စစ်ခွေးလော်ဘီတွေရဲ့ပြောစကားတွေကိုယုံပြီးတော့တင်ကန်းစာမယူတတ်ဘူးဆိုရင်တော့လေဒါကိုယ်တိုင်နဲ့ကိုယ်ကံပဲပေါ့နော်ကဲတော့နောက်ထပ်ကြည့်ရမယ့်ဗီဒီယိုလေးကတော့ဒါမိုင်းထိထားတဲ့စစ်ခွေးတကောင်ကဒါ73ရက်ကြာတဲ့အထိကိုအခုထိဆေးရုံမတက်ရသေးလို့ဆိုပြီးလိုင်းပေါ်မှာဘလို့တွေဖင်ကုန်းအော်ထောင်းမလဲဆိုတာကြောင့်ဆက်ပြီးတော့ကြည့်လိုက်အောင်ညာဒီတည်းရန်ကြနေပြီ73ရက်နေတည်းကမိုင်းထိတာခုလေးဆေးရုံများသေးတယ်နော်အထက်ကလူကြီးတွေလုပ်ပုံပါ ကျွန်တော်စိတ်တက်ကြနေပါပြီ။နော်။သူကြီးလေးကိုနေသားချောင်းလို့မလုပ်ပါနဲ့။ကဲတော့တွေ့ရနော်။မင်းတို့စစ်ခွေးတွေရဲ့ဘွားကဘယ်လောက်ထိဆိုးလဲဆိုရင်ဒါမင်းတို့ကောင်တွေကိုထိုးကြည့်ဖို့လောက်ပဲသူတို့ခေါင်းထဲမှာစိတ်တာ။ဒါမင်းတို့အချိန်ကုန်ခံငွေကုန်ခံပြီးဆေးကုပေးမဲ့အလို့ဒီကောင်တွေကစိတ်ဝင်စားတာမဟုတ်ဘူးဆိုတော့ဒါအခုချိန်ကမင်းတို့ကောင်တွေအတိတ်တရားဝင်ရမယ့်အချိန်တွေကိုရောက်နေပြီနော်။အဲတော့အတိတ်တရားလေးဗာလေးဝင်ကြပါတော့နော်။ကဲတော့နောက်ထပ်ဒီစကိုင်းနဲ့မန္တလေးကြားက ဒီတန်ဆက်ယုံတွေကိုသူတို့စစ်ခွေအာဏာပိုင်တွေကတွားပြီးတော့အတရားအမှပိတ်ခိုင်းတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ဒီစဘာပစာကြောင်မင်းမင်းကလည်းဘလို့တွေဖင်ကုန်းပြီး order ပေးဦးမလဲဆိုတာကြောင့်ဆက်ပြီးတော့ကြည်လိုက်ရအောင်နော်ဒီဆက်ယုံမန္တလေးနဲ့ဝါကြားဆက်ယုံပေါ့နော်မန္တလေးနဲ့မန္တလေးနဲ့စကိုင်းမှာကြားမှာရှိနေတဲ့ဆက်ယုံပေါ့အဆက်ဆက်မှုစုံပေါ့နော်ဆက်မှုစုံတွေကအသေးစားတာရင်ကျိုးတဲ့တန်နှန်းဆွဲဆက်ယုံအလုံးဆက်ယုံ120ကျော်ရက်သွားတဲ့ကိစ္စပါ ဲ့ဒါလေးကျွန်တော်ပြောချင်ပါတယ်ဘာလို့လဲဆိုတာစီးပွားရေးနဲ့ဆိုင်တဲ့စက်ဥ120ဆိုကြတဲ့စက်ဥပြောမှာလူ100ရရှိတယ်ဆိုတော့လူ1900ပဲစက်ဥတော့လူ100ရောက်ပဲရှိရင်တော့လူ1900ပဲပုံဝင်လည်းပြောအဲ့တော့လူ1000နဲ့ချီပြီးတော့အလုတ်လက်မဲ့ဖြစ်သွားရတဲ့အချိန်ကြီးအဲ့လိုအလုတ်လက်မဲ့ဖြစ်ရင်ဘာဆက်ဖြစ်မလဲမန္တလေးရဲ့ဇကိုင်းမှာတာမန်အချိန်ကလုတ်သားတွေအလုတ်လက်မဲ့ဖြစ်ရင်ဘာဖြစ်မလဲဆိုတော့တဏှိကိုင်ကိုတဏှိကိုင်ကိုနေမယ်ကျွန်တော်စိတ်ပူတယ်ပုံလည်းလူ1900ကျော်ဆိုတာကျွန်တော်နည်းနည်းလေးပဲပြောတာ1900ကျော်မကပါဘူးစက်ဥတော့လူ100ရောက်ဆိုတာကျွန်တော်ခင်ဗျားတို့ရိုးရိုးလေးပဲမဖြစ်နိုင်ပါဘူးဒါလည်းများပါတယ် ဟုတ်တန်ရကျိုးတဲ့စက်ယုံတန်တန်းဆွဲစက်ယုံ120ကျော်ရှိပါတယ်တဲ့နော်မန္တလေးနဲ့စကိုင်းကြားမှာပြောရင်တော့မန္တလေးရဲ့အစွန်ပြားရည်နဲ့ဟိုစကိုင်းစက်မှုဆောင်ထဲမှာစက်ယုံပေါင်း120ကျော်ရှိတယ်တဲ့အဲ့စက်ယုံတွေကအကုန်လုံးကပြည်တွင်းမှာရုပ်စက်ယုံတွေပါပြည်တွင်းထုတ်တွေပါအဲ့တော့ဘာဖြစ်လို့လဲဆိုတော့အဲ့စက်ယုံတွေရက်ခိုင်းတယ်ဘယ်သူကရက်ခိုင်းလဲဆိုတော့သက်ဆိုင်အာရောင်ဖွဲ့စည်းရက်ခိုင်းတယ်တဲ့ဘာလို့ရက်ခိုင်းတယ်လဲဆိုတော့တဲ့အဲ့ဒီစက်ယုံကထုတ်တဲ့တန်ရရတဲ့စံချိန်စံညုံးတွေမမီတဲ့အတွက်မမီတဲ့အတွက် ရန်နာထားပါဆိုပြီးတော့ခိုင်းနေတယ်။စံချိန်စံညုံအစ်စ်တွေမရေးဆွဲရသေးဘူးရန်နာထားပါဆိုပြီးခိုင်းနေတယ်။အဲ့တော့တန်တန်းဆဲဆဲဦးပေါင်း120ကျော်ရထားတာ6လကျော်ပြီ။ဆိုတော့ကျွန်တော်ကအခုမှသေချာစဉ်းစားမိတယ်။လူ6လကျော်ရှိနေပြီဆိုတော့ခင်ဗျားအဲ့ထဲကတန်ရေကျိုးတန်တန်းဆဲလုပ်ငန်းမှာလုပ်နေတဲ့လုပ်သားတွေကဘလောက်ရာခိုင်နှုန်းက PDF ဖြစ်သွားပြီးတော့အဲ့တော့ PDF ဖြစ်ကုန်တာတွေလည်းရှိနိုင်တယ်လို့ကျွန်တော်ခံမှန်းချင်တယ်။ဒါဆိုကျွန်တော်ကြားတဲ့ဇကိုင်းမှာတချို့ဖြစ်တာတွေအဲ့ဒါတွေပါတယ်လို့ကြားတယ်။ဆက်ဆက်နေတယ်လို့ပြောတယ်။အဲ့တော့ဘာလို့ရခိုင်တာလဲမြေတော့တန်နဲ့ပတ်သက်လို့ရှိရင် ်အရင်သူမမီတဲ့စိတ်ကိုတန်နေထုတ်လို့တယ်ဆိုတော့အဲ့တော့ကျွန်တော်ကမှန်ပါတယ်ရေသူမမီဘူးလို့ပြောရင်လည်းလူပြည့်ပြောရင်တော့မှန်တာပေါ့ဒါပေမဲ့အဲ့စကလုံးတစ်လုံးနဲ့အကုန်လုံးလုံးလုံးတော့တုတ်လို့ရသလားမေးကွန်းအဲ့တော့ဘာလို့လဲဆိုပြည့်ငလင်လှုပ်တော့ဟာတဲ့အစအိုးတွေပြိုကြတဲ့ခါမှာတဲ့အကြောင်းရင်းတွေရှာကြတယ်ပေါ့ဗျာလူကြီးတွေရှာနေကျွန်တော်အဲ့စက်ကိုလုပ်ငန်းရှင်တွေကျွန်တော်မေးကြည့်တဲ့ခါစိတ်စိတ်ယုံနေငလင်တော့ပြိုကြသွားတယ်မန္တလေးအစအိုးတွေအိမ်တွေပါပတ်သက်ပြီးတော့ပြဿနာရှာအပြစ်ရှာအပြစ်ရှာတဲ့ခါမှာဘယ်လိုပြစ်ရှာလဲဆိုတော့ဒါကတဲ့တန်နေအရေးအသွေးမရှိလို့တဲ့ဆိုပြီးပြောတယ် ဆိုတော့တန်နေရသည်မရှိဘူးအဲ့ဒါကြောင့်တန်နေဘူးဘယ်ရရလဲလားပြည်တွင်းမှာလေဟိုမှာလေစက်မှုဆုံးပြီလေအဲ့စက်မှုဆုံးကစက်ကိုတန်နေအဲ့အကုန်လုံးအဲ့တန်နေကြောင့်ဖြစ်တာလို့လည်းညှို့ထိုးတယ်ဆိုတော့တန်မှာအပြစ်ရှိသည်ပေါ့ဗျာတန်မှာအပြစ်ရှိသွားသည်ဆိုတော့ကျွန်တော်တို့စဉ်းစားတာပေါ့နော်တန်မှာအပြစ်ရှိရလားလူမှာအပြစ်ရှိရလားဆိုတော့မေးကုန်ကျွန်တော်တို့ပြန်မေးတော့အဲ့တော့အပြစ်ရှာတဲ့အခါမှာအပြစ်ထိုးချလို့မရတဲ့အခါပြန်မပြောရတဲ့တန်နေကိုလည်းညှို့ထိုးလိုက်တာစကားပြန်မပြောရတဲ့တန်တန်ရည်ကျူဆက်တွေကိုလည်းညှို့ထိုးလိုက်တာဟုတ်စကားမှာပြန်မပြောရတဲ့တန်ရည်ကျူဆက်ကအဲ့တော့ထိုးလည်းညှို့ထိုးခံရတော့ခံတော့အခုအပိတ်ခံရတာအကုန်အပိတ်ခံရတာအကုန်ချက်ခံတာဆိုတော့ အကုန်လုံးအဲ့လိုဖြစ်ကုန်အဲ့တော့ဒီနေရာမှာကျွန်တော်တို့လုပ်ငန်းရှင်တွေကထောက်ပြတာတစ်ချက်ရှိတယ်ကျွန်တော်တို့ဗျာတဲ့ဟုတ်ပြီတဲ့ကဲကျွန်တော်တို့တန်တန်းတွေအရေးချင်းမရှိဘူးမှန်တယ်ကျွန်တော်တို့တန်တွေစထုတ်ကြတဲ့ကကျွန်တော်ကအဆောက်အဆောက်ပုံစံထုတ်တာမဟုတ်တာတဲ့အဲ့တန်တွေကစရခဲ့အဲ့ဒီစေယုံကတန်တွေကအဆောက်အဆောက်မဟုတ်ဘူးလေတဲ့ခြံစည်းရောကာဖို့လို့လမ်းခင်းတဲ့နေရာမှာသုံးဖို့လို့အဲ့လိုတော့ထုတ်တာလေလေတဲ့နော်ဘာမှတန်တန်းဆိုတိတိလေးဒါတွေကအဆောက်အဆောက်အတွက်ပါလို့ယူရပြီးထုတ်ခဲ့တာမဟုတ်ပါဘူးတဲ့ ဟုတ်ပြီအဲ့ဒီသူတို့တန်တွေကလည်းထုတ်မယ်ဆိုရင်တော့စောက်မယ်ဆိုရင်တော့အမြင်ဆုံးတစ်ထပ်နှစ်ထပ်ပဲစောက်လို့ရတယ်တဲ့ဒါကသူတာဝန်ကအင်ဂျင်နီယာရဲ့တာဝန်မဟုတ်ဘူးလားတဲ့စီဗီအင်ဂျင်နီယာတာဝန်မဟုတ်ဘူးလားတဲ့ကဲထောက်ပြီပြန်ထောက်ပြီဒါတွေကလုံးကွန်ထရိုးဆောက်တဲ့အခါအထက်မြင့်ဆောက်တဲ့အခါကျရင်စစ်ရမှာကစီဗီအင်ဂျင်နီယာတွေနဲ့အဲ့ဆောက်လို့ရင်ကွန်ထရိုးတက်ကထိုက်ကအင်ဂျင်နီယာတွေတာဝန်မဟုတ်ဘူးလားတဲ့သူတို့စစ်လိုက်လို့သူတို့ကသူတို့အရေးသေးမီတဲ့တန်တွေတုံးရင်အရေးယူရမှာအဲ့ဒီအင်ဂျင်နီယာတွေမဟုတ်ဘူးလားတဲ့တာမှာဗာပြည့်ရှိလို့ထောက်ပြလို့ကဲဆိုတော့ထောက်ပြရလေမှန်တော့မှန်နေရပါပဲဗျာ တကယ်တော့ engineer တွေမှာအပြစ်ရှိတာလူကလူမှာအပြစ်ရှိတာကိုဘာဖြစ်လို့ရှောက်ပြီးတော့ဒီပစ္စည်းကိုအတ္တမဲ့ပစ္စည်းကိုလက်ညှိုးထိုးတယ်လို့ဆိုရင်မင်းကိုဆိုတော့ခင်ဗျားတို့ကျွန်တော်တို့ပြည်သူလူထုကပြန်စဉ်းစားဖို့လိုတယ်တက်ဆိုင်အာရမဖွဲ့စည်းကိုစဉ်းစားဖို့လိုတာတစ်ခုပဲကျွန်တော်လည်းကိုယ့်ဟာကိုဖက်နှက်နဲ့ခြေထောက်နဲ့တိုင်းတာဖက်နှက်ကိုဖက်နှက်ကိုဖက်နှက်ကိုရှင်းအောင်ခြေအောင်လုပ်မလားဖက်နှောင်ပြမလားခင်ဗျားတို့စဉ်းစားစမ်းဗျာအုံတော့ရှိတာပဲအဲ့တော့တစ်ခါတစ်ခါကြရင်လည်းစက်ယုံနေပါလိမ့်ညာတွေပိတ်တယ်ဆိုလို့ကိစ္စတွေကလည်းသူမတရားတာတွေရောရှိတယ်ဗျာအဲ့ဒါဘယ်လိုနေချောက်လဲဆိုတော့ကိုယ့်အပြစ်ကိုမပြောချင်တဲ့ခါကျတော့ ဖနှက်ပြစ်မဟုတ်ဘူးအဲ့ဒါခြေဖနှက်ပြစ်ပါဆိုခြေဖနှက်လိုက်ဖြတ်ဖို့ကြိုးစားရဲဆိုတော့တမန်စဉ်းစားကြည့်ပြအမှန်လားမလားအဲ့ဒါမှန်သလားအဲ့ဒါပြန်ပြီးတော့သက်ဆိုင်ရာဒေသအာဏာပိုင်အဖွဲ့အစည်းတွေအရေးချင်းရှိတယ်အရေးသွေးရှိတယ်အုံနောက်ရှိတယ်တေချာသုံးသက်တတ်တယ်ဆိုရင်ကျွန်တော်ကတော့မှားလားမလားခါလို့စဉ်းစားတတ်ပါတယ်စဉ်းစားကြည့်ပေါ့ကျွန်တော်ကတော့ပွင့်လင်းပြောတာကျွန်တော်အမြင်ရတော့အဲ့တိုင်းအမြင်တယ်အဲ့ဒါမင်းတို့စစ်ခွေတက်ထရေကောင်းရရဲ့စောက်ကျင်ပဲလေဒါပြည်သူလူထုကိုအများတန်းရုံမှကောက်ကျစ်ဖို့လောက်ပဲမင်းတို့ခေါင်းထဲမှာစီးတဲ့ကောင်းနေဆိုတော့နော်ဒါအခုလိုအစ်ဒီစက်ရုံတွေကိုတွားပြီးတော့ပိတ်ခိုင်းနေဆိုတာကလည်း ဒါမင်းအောင်လိုက်တာသမီးရဲ့အကျိုးစီးပွားတွေနဲ့ဒီခရိုနီတတက်ရဲ့အကျိုးစီးပွားတွေကိုချဲထွင်ချင်လို့နော်ဒါလက်ဝက်ကြီးအုပ်ချင်လို့ပဲအခုလိုတွေလောက်လိုက်တာပဲအဲ့တော့မင်းဘလောက်ပဲဖင်ကုန်ပြီးအော်မင်းတို့စစ်ခွေတက်တွေကကောင်းနေရတော့ဘယ်တော့မှစောက်ချိုပြင်မဲ့ကောင်းနေမဟုတ်ဘူးဆိုတော့ဒါငါတို့အနေနဲ့အခုလိုတော်လန်နေရတယ်ဆိုတော့လည်းအဲ့လိုပါဇက်နဲ့ပြောလို့မရလို့မင်းတို့တနက်နဲ့အခုလိုတွေပြောနေရတာပေါ့နော်ကဲတော့နောက်ဆုံးအနေနဲ့ကတော့ဒီအကြံပတ်စစ်ခွေကောင်းဆောင်မင်းအောင်လိုက် ကိုတိုင်ဒီမဲဆွယ်စီယုံရေးတွေဆင်းနေတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ ဒါကိုကျော်ကျော်တဲ့ရဲ့ပြောဆိုထားလေးကိုကျွန်တော်ဆက်ပြီးတော့နားထောင်ကြည့်လိုက်အောင်နော်။မြောင်းလိုက်ကိုယ်တိုင်ကမဲဆွေစီးလို့နေတာပေါ့ဗျာမဲဆွေပွဲတွေလုပ်နေတာပေါ့မြောင်းလိုက်ကိုယ်တိုင်ကနော်။ဟလာသူကဒီရေကောက်ပွဲဆိုတာမျိုးကလက်ရှိတန်တီအာနာရယူထားသူတွေကနော်ဝင်ပါတဲ့ကိစ္စမှာဒီဘောက်ကိုဆိုတာမျိုးပေါ့ဟုတ်တယ်မလားအတက်ဂိုင်နာပြရားပြတာဝေးကြီးမဲဆွေစီးလို့သူကိုယ်တိုင်လည်းသူကိုယ်တိုင်လည်းရေကောက်ပွဲနဲ့ကိစ္စမဟုတ်ဟိဟလာသူ့အတွက်သူမဲဆွေရယ်ဆိုရင်တော့မတော်သေးဘူး အခုက तू ကဟိုလူကိုမဲပေးပါဒီလူကိုမဲပေးပါဆိုတဲ့ပုံစံမျိုးက तू ကဝင်ပြီးတော့မဲဆွဲပေးနေတာပဲကြာအဲ့တော့လာစန္ဒာမဲပေးခြင်းမပေးခြင်းဒီမဲစန္ဒာရှင်တွေရဲ့အခွင့်အရေးဖြစ်တယ်ဆိုတော့ကျွန်တော်တို့အရင်ကဒီစီစဉ်မှာပြောရုံကြက်ပဲနေအောင်လည်းအခုမှပြောတော့မဲစန္ဒာရှင်ပြည်သူတွေနဲ့အခုမဲအောင်လည်းပြောတဲ့စကားကိုကြိုက်ထားပါယူထားပါနော်ဖြစ်နိုင်ရင်ဒီကနေ့ပတ်သက်ပြီးတော့တရင်ကြီးရဲ့ဟာသူကိုယ်တိုင်ပြောတဲ့စကားဒါမျိုးတွေဖြစ်နိုင်တိတ်ထားပေါ့အသုံးချတိတ်ထား ဟုတ်လားယူကော့ဝဲဆိုတာမျိုးဒီမဲဆန္ဒရှင်တွေရဲ့ကိုလွတ်လပ်တဲ့တတိပုဂ္ဂလစန္ဒအတိုင်းပေးခြင်းရင်ပေးလို့ရတယ်မပေးခြင်းရင်မပေးဘဲနေလို့ရဘယ်သူမှလာပြီးတော့ဖြေအားပေးလို့မရဘူးချိန်ချောက်လို့မရဘူးအကြက်ကင်လို့မရဘူးငွေပေးပြီးတော့စီယုံဝင်လည်းမရှိဘူးအခုဂျမ်ပတ်မင်းအောင်လည်းပြောတဲ့အတိုင်းဆိုရင်ဖမ်းနေစီးရဆိုတော့ပြောတော့ဝေးကြီးပဲဖမ်းလို့စီးလို့မရသို့တော့ခုနကကိုကြောက်အောင်လည်းပြောတယ်မင်းအောင်ကငါသာလို့ပြောတာသူ့ကောင်တွေက လို့ပဲနေပါတော့မဟုတ်ဘူးသူကောင်နေရအတင်းရင်ကြက်မလို့ပဲနေပါမဟုတ်လုံးပါပဲလုံးပါပဲဟိုလုံးတော့ပဲကြားလိုက်တာသတိတွေ့လိုက်တာတက္ကသိုလ်ကျောင်းသားတွေကျောင်းပြန်တက်ရတော့မှာဟုတ်ဂျူတင်မဲမပေးရင်ကျောင်းပြန်တက်ခွင့်မရဘူးလို့စာဆက်တင်ခွင့်မရဘူးလို့သတိတွေ့လိုက်ပြီလေဒါတက်တည်ပဲဗျအဲ့တော့မင်းအောင်လေဒီဘက်တွေကမတိနာမလဲတဲ့လူတို့ကိုနော်ဆိုရင်ထိလန့်မှုရှိတဲ့လူတို့ကိုနီးမျိုးမျိုးနဲ့ချင်းချောက်အကြက်တိုင်းပြရပေးပါမယ် ဘာလို့လဲဆိုတော့တို့အတွက်ဒီဝေးကောက်ပွဲအထားမြောက်ဖို့ကတို့တည်ရေးနဲ့နေရေးလိုပဲအမြဲတမ်းရည်ကြည်ရတို့အတွက်ကအသက်သက်အများအသက်နဲ့အများရည်ကြည်ဒီမဲပေးခြင်းမပေးခြင်းနဲ့ပတ်သက်ရင်တကယ်ကတို့အခုခြင်ထားစေဖြစ်တဲ့2008အခြေခံဥပဒေရောက်တယ်မဲမပေးခြင်းနဲ့လူမဲပေးဖို့ကြားပြီးလို့မရဘယ်လိုရုပ်ောက်ပွဲဖြစ်ဖြစ်ရုပ်ောက်ပွဲဆိုတာကိုလူလူကသာယုံကြည်ရင်မဲပေးပါလို့မပေးပါလို့ဘယ်သူမှတော့များကြီး ိုက်တွန်းစီယုဆွဲဆောင်နေစရာမလိုဘူးမြ။တို့စန္ဒနဲ့တို့ကိုပေးချာ။နော်။ပြန်ကြည့်လိုက်။ကျွန်တော်ဘုရား90ပြည့်နှစ်ရွေးကောက်ပွဲတက်တည်။ကျွန်တော်90ရွေးကောက်ပွဲထားတော့အဲ့ဒါတို့ရွေးကောက်ပွဲ။စစ်တပ်ကဟလာလုပ်တဲ့ရွေးကောက်ပွဲတက်ဖို့မနိုင်နိုင်အောင်လုပ်တဲ့ရွေးကောက်ပွဲ။ကျွန်တော်15ရွေးကောက်ပွဲတက်တည်ခိုင်မှရှိပြီးသား။2020ရွေးကောက်ပွဲတက်တေခိုင်မှာရှိပြီးသားဒီတက်ခိုင်မှာတော့မရှိတော့လူလူသည်ရွေးကောက်ပွဲဆိုတာကိုသူတို့ယုံကြည်ရင်ဘယ်သူကမ ဟုတ်လားတိုက်တွန်းစရာခီအားပေးစရာအကြက်ကြိုက်စရာချင်းချောက်စရာမလူဘေးနဲ့သူတို့ဆန္ဒနဲ့သူတို့ကိုမဲပေးတယ်ဆိုတာအဲ့ဒါတွေကထောက်ထားတယ်အခုမင်းအောင်လည်းတို့လုတ်တဲ့ရွေးကောက်ပွဲလူလူကလက်မခံဒီရွေးကောက်ပွဲကြောင့်တိုင်းပြည်ကောင်းသွားမယ်လို့ဘယ်သူကမှမယုံကြည်ဘူးအဲ့တော့သူတို့မယုံကြည်တဲ့ဒီလိုရွေးကောက်ပွဲမျိုးကိုသူတို့ကိုယ်ပိုင်စန္ဒနဲ့အညီမဲမပေးခြင်းရင်မပေးဘဲနေလို့ရှိတယ်။ဘုကြီးပြောသလိုမျိုးရွေးကောက်ပွဲမှာမဲမပေးရင် စစ်တပ်လက်အောက်ဆက်နေမှာလားဆိုတာမျိုးပေါ့ဗျာအဲလိုပြောရအောင်ပေါ့ရွေးကောက်ပွဲပြီးတော့ပေါ့စစ်တပ်လက်အောက်ကနေလွတ်မှာကျွန်တော်ပြန်ပြေးချင်တယ်နော်လွတ်လွတ်မှာမဟုတ်ဘူးကွာကျွန်တော်ဒီနေ့မှကျွန်တော်ပြတ်ပြောချင်တာကနော်ဒီရက်ရက်ကလည်းကျွန်တော်ပြောခဲ့ပြီပါလူလူကိုချင်းချောက်အကြက်ကန်လူလူကဒဲကိုပတ်တာကိုအီးဘောကအီးတာဘောကစားညောင်းနေပြောတဲ့စကားနဲ့ကြည့်ဟာလေဒုတောင်ရေးတော်မကိုဒီနေ့ကောက်ဆွန်ဆွန်ဒုတောင်ရေးတော်မဆိုစစ်တပ်ရဲ့ စစ်တပ်ကင်လာတဲ့စစ်တပ်ချထားတဲ့လက်ကြားထားတဲ့နော်တို့တောင်ရေးသူကတို့တောင်ရေးသူပါခဲ့တယ်ပြောတယ်အဲ့တော့ဒါ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 ပါလဲဆိုတော့ဒါစစ်တပ်ဦးစားပေးတယ်နောက်ပါလဲကာကွယ်ရေးအညင်ရှိကာကွယ်ရေးအညင်ရှိလို့ဆိုရတာစစ်ဘုံဦးစားပေးတယ်အဲ့တော့သူသူတွေတက်မဲဆိုတာလေဆိုတော့သူတွေတွေပေါ့သူတွေတွေပေါ့အရက်တောင်အရေးချုံစစ်တပ်ထွက်ပြီးမဲပေးပါလို့ကြောင်မပြောရုံတမယ်တကယ်တကယ်တကယ်အဲ့မှာလေဟိုကဒီလိုကွဲကဘာလို့အထိတရားမျှတမှုရှိတယ်မရှိဘူးဆိုတာထင်ရှားနေပြအများကြီးပြောနေကြတော့ ော်ကိုကိုကြီးတို့တတခိုင်းတို့ဂျန်နေရုပ်ကောက်ကနေဘယ်သူဆိုကိုကကိုလည်းမြင်အောင်ကြည့်ကြကိုဝင်နေရုပ်ကောက်ကဘလောက်ထိတရားမျှတမှုရှိတယ်ဆိုတော့နော်မဲအောင်လိုက်ကိုတိုင်ကဘယ်သူတွေကိုမဲပေးပါဆိုပြီးတော့မဲဆွဲစီယုံနေမှတော့ဘယ်လိုလုပ်ပြီးတော့တရားမျှတတယ်ဒီကောက်ပွဲဖြစ်ပါလေဘာကြောင့်မို့လို့လဲလေနိုင်ငံတကာကယမမာလူတို့ကယဒီရုပ်ကောက်ပွဲဒီအတုအယောက်ထောင်ချောက်လိန်စင်လေးကောက်ပွဲဆိုတာပြက်ပြက်တာတာတမန်ထားတာပေးချတာဒီအတုအယောက်ထောင်ချောက်လိန်စင်လေးကောက်ပွဲကြောင့်တိုင်းပြည်ဒီမအေးချမ်းတဲ့အပြင် တိုင်းပြည်မှာမတိမငင်အခြေအနေတွေပဋိပက္ခတွေပို့ပြီးတော့ဆိုးလောက်ပဲရှိတယ်။တိုင်းပြည်လူတို့ပို့ပြီးတော့ဒုက္ခရောက်ပဲရှိတယ်။ရာဇဝတ်ဂိုင်းသားတွေနဲ့ရာဇဝတ်လွတ်တော့ရာဇဝတ်အစိုးရစီကနေဘာမှမျောလင့်စရာမရှိဘူးဆိုတာလူလူကလုံးဝရှင်းပြတည်သားလို့ကဲတော့နော်ပြည်သူလူထုကလည်းမထောက်ခံနိုင်ငံတကာကလည်းမထောက်ခံနဲ့မင်းတို့ရဲ့အတူရောက်ရေကောက်ပွဲကြီးကို ဘယ်လိုပုံစံမျိုးတွေနဲ့ကျင်းပအောင်လဲဆိုတာငါတို့အနေနဲ့စောင့်ကြည့်ကြသေးတာပေါ့နော်အဲ့တော့ဒါကြောင့်ပြူတွေအနေနဲ့ကလည်းဒီကောင်တွေရဲ့အတူရောင်ရေကောက်ပွဲကြီးကိုသွားပြီးတော့မဲမပြေးကြပါနဲ့ဒါဒီကောင်တွေရဲ့မဲယုံမှာဘယ်ချိန်ဘုံထကွဲအောင်လဲဆိုတာဒါကျွန်တော်အနေနဲ့မသိနိုင်တဲ့အတွက်ဒါကျွန်တော်တို့ပြူတွေအနေနဲ့ဒီကောင်တွေရဲ့မဲယုံနဲ့ခက်ဝေးမှသာနေကြပါလို့ဒါကျွန်တော်အနေနဲ့တိုက်တွန်းပါတယ်ကဲတော့ဒီမနက်ပိုင်းလေးကတော့ဒီလောက်ပါပဲအားပေးကြတဲ့ညီကိုမောင်နှမတယောက်ချင်းရင်တိုင်းအထူးပဲကျေးဇူးတင်စီပါတယ်ညနေကြမှာပဲတည်င်းကောင်းနေနဲ့ပြန်တက်လာခေပါ့မယ်အားလုံးပဲကျမ်းမာပေးကင်းကြပါစေညာ